2012ခုနှစ်ကစတင်ပြီးအမှုပညာလောကရဲ့ဝင်ရောက်ခဲ့တဲ့ခရာတယောက်အလမောင်ဖြစ်ပြိသက်အားပေးမှုကိုအခိုင်အမာရရှိထားတာပါ။တရုတ်ဆောင်တဲ့ဂီတလမ်းကြောင်းပေါ်ရှောက်လန်းတော်မှာမို့ပြိသက်လက်ခံအောင်ခရာတယောက်ဘလို့ကြိုးစားသွားမှာပါလဲ။မြန်မာနိုင်ငံမှာအလမောင်တယောက်အနေနဲ့ရက်တီဖို့မဖြစ်နိုင်ဘူးလို့ယူဆပြီးတရုတ်ဆောင်တဲ့ဆိုရိုတယောက်ဖြစ်ရက်တီသွားဖို့ခရာဆုံးဖြတ်ထားတာပါ။သူ့ရဲ့အမှုပညာခြေလန်းတွေကရောဘလို့ရှိနေပါလဲ။ ဒီမြန်မာနိုင်ငံမှာကျတော့မော်ဒယ်တခုတည်းနဲ့လည်းရည်တည်လို့မရတဲ့အပြင်ဟွန်းကျွန်တော်မစ္စတာနေနဲ့လည်းရည်တည်လို့မရဘူးเนาะအဲဒါကြောင့်ဟိုဒီတချင်းကိုအခုလုံးဖြစ်ရတဲ့အကြောင်းရင်းကလည်းငွေကပိုးပါလာလို့ပြောမှာပါเนาะဒီရုပ်ချင်းရိုက်တဲ့ဘက်မှာလည်းကျွန်တော်စပြီးတော့အခုလုပ်နေပါတယ်အခု2016မှာဆိုရင်လည်းကျွန်တော်ရုပ်ရှင်ကာကြီးခေါင်းဆောင်မင်းသားအနေနဲ့ကျွန်တော်စပြီးတော့ပထမဦးဆုံးတကားနဲ့ကျွန်တော်စပြီးတော့ရိုက်ကူးမယ်ပြီးတော့အဲ့နောက်ပိုင်းကျရင်လည်းကျွန်တော် ဒီဗီဒီယိုကားလည်းရိုက်မယ်ပြီးတော့ရုပ်ရှင်ကားကြီး action မဲ့သွားတဲ့ဒီဇလန်းဆန်ဆန်ပေါ့နော် action ဆန်ဆန်မျိုးကိုလည်းကျွန်တော်စားပြီးတော့ကျွန်တော်ရိုက်ကူးပုံဖော်တော့မှာပါခါရာဟာဆူတော်တယောက်လုပ်ဖို့ဆုံးဖြတ်ထားတာမို့လက်တလုံးမှာသူကိုယ်တိုင်တည်ဆူထားတဲ့သချင်းတွေကိုစုစည်းပြီးတော့ music video ရိုက်ကူးမှုတွေလည်းလှုပ်ဆောင်နေပါတယ်။ Kara ရဲ့ music video ရိုက်ကူးမှုမှာပါဝင်တရုပ်ဆောင်ပေးတဲ့ကုတီဟာက Kara ကိုခုလိုပဲမှတ်ချက်ပေးခဲ့ပါတယ်။ ဒီကလေးကတော့အာဘယ်လိုပြောသူတို့အကောင်းဆုံးကြိုးစားတာပေါ့နော်အာငွေကြေးရင်းနေအများကြီးပေါ့ပြီးတော့ပြိသက်ကျင်းနေလောက်တဲ့ပုံစံမျိုးလေးပေါ့နော် ATP ဘာညာတခြင်းတန်ပိုင်းစားအကောင်းဆုံးအရန်ကိုကောင်းသူကြိုးစားထားပါတယ်တော်တော်လေးအချိန်ကုန်ခံပြီးတော့တော်တော်လေးသူကြိုးစားထားတာဆိုတော့ကျွန်တော်သိရပါတယ်အရန်လည်းဟိုသူတို့အခွေလည်းအရန်မိုက်ပြီးတော့အရန်ဟိုကဖြစ်မယ်လို့ကျွန်တော်ထင်ပါတယ်ခေါ်ရဲ music video ရိုက်ကူးမှုတွေကိုပုံစံတစ်တည်းနဲ့စိတ်ကူးပုံဖော်ပေးသူက ဒရိုက်တာထူပိုင်စိုးပါအပုတ်တိုင်းကတော့ကျွန်တော်တို့ကဟိုလေဟိုကောင်းအောင်ပေါ့နော်တင်ပုံစံရိုက်ဘူးသမ ्या ကအပုတ်တင်တယ်လည်းပုံစံမတူအောင်လုပ်ထားတဲ့အတွက်အပုတ်တိုင်းကတော့ဟိုလွယ်လွယ်ကူကူတော့မပြီးသွားဘူးပေါ့နော်ဟိုဟိုရက်တွေရိုက်ကူးရက်တွေလည်းရှည်တယ်ပြီးရိုက်ပြက်လည်းကြာတယ်ပြီးရိုက်ရတဲ့အချိန်တွေလည်းကြာတယ်တေးဥဆောင်အင်အားတွေလည်းများတယ်ဆိုတော့ဟိုတပုတ်နဲ့တပုတ်ကတော့ပုံစံချင်းမတူတဲ့အတွက်ကျွန်တော်တို့ကဒီအပုတ်တိုင်းကိုတော့အားရပါတယ်အကောင်းဆုံးဖြစ်အောင်တော့လုပ်ထားပါတယ်ဟုတ် 2016ခုနှစ်ထဲမှာသူ့ရဲ့နုပညာတွေကိုအကောင်းဆုံးချပြမယ်လို့ခါရော်တယောက်ခုလိုပဲအာမခံခဲ့ပါတယ်2016ထဲမှာကျွန်တော်ရဲ့အနုပညာပြကွက်တွေကျွန်တော်ရဲ့ဖန်တီးမှုတွေကျွန်တော်ရဲ့အနုပညာဝန်စာတွေကိုကျွန်တော်ပြိတက်လက်ထဲကိုပြိတက်ရဲ့အရှိမောက်ကိုကျွန်တော်ချပြခြင်းပါတယ်ဒီရှေးဆောင်လေကျွန်တော်အကောင်းဆုံးအကယ်ဒမီစုကြည်ကိုကျွန်တော်ရအောင်လို့ကျွန်တော်ကြိုးစားမှာပါ